။ဗိင်္ဂါကဦးဇင်းတို့ရဟန်းတော်ဒီမှာဝီနီတော်ရာကမိဖုံထားတဲ့တပိတ်မှာတပိတ်လို့ခေါ်တာလေ။မိမဖုံထားဘူးသတိတပိတ်အဖြူကိုတပိတ်လို့မခေါ်ဘူးခွက်လို့ပဲခေါ်တယ်။ပါဠိလိုတော့ဘာဇနာခေါ်တယ်ခွက်လို့ပဲခေါ်တယ်။သတိတပိတ်အဖြူတွေဦးဇင်းတို့မသုံးအောင်ဒါခွက်ပဲကလား။အဲ့ရဟန်းတော်တွေကမိဖုံထားတဲ့တပိတ်ပဲသွားမယ်။အဲ့တပိတ်နှမျိုးမြေတပိတ်နဲ့တန်တပိတ်ပေါ့။ဒီနေ့ခေတ်စတိတပိတ်ကိုတန်တပိတ်ထဲမှာထည့်လိုက်အုပ်စုတဲ့ထည့်လိုက်တာပေါ့။အဲ့တော့စတိတပိတ်တို့တန်တပိတ်တို့ကိုဒီတိုင်းဆေးမုတ်ပြီးသုံးလို့မရအောင်မိဖို့ရမယ်။နန်းစီနဲ့မိတန်တပိတ်ဆိုရတဲ့ကြောင့်၅ချိန်ဖို့ရမယ်သူက။၅ခါဖို့ရတယ်။ သူကနန်းစီကိုမိနှက်ချက်နော်နန်းစီကိုနည်းနည်းခက်ပြစ်ပြစ်လေးပြပအောင်မိနှက်ချက်လိုက်ပြီးနည်းနည်းအေးခံပြီးတော့အေးသွားပြီးဆိုမှအဲ့နန်းစီကိုယူပြီးလက်ကလေးနဲ့ယူပြီးတော့တပိတ်ကိုအကုန်ပုတ်တိုက်ရတာအဲ့နန်းစီနဲ့တပိတ်ကိုအကုန်တုတ်တုတ်လိမ့်တွင်ရောပြောင်းတော့အနှံ့လိမ့်ပြီးတော့ချင်းဦးဇနုမိချင်းမှာထည့်ပြီးတော့ဖောက်ရတာပြန်တော့သူကတပိတ်တလုံးခမန်းကြရပြီးတော့9မိနစ်ကြာတယ်9မိနစ်ကြာပြီဆိုလို့ရှိရင်အဲ့ဒီတပိတ်ကမဲသွားတယ်အရင်ကတော့မမဲသေးဘူးပထမအချိန်ဆိုတော့လေခရဲရဲလေးဖြစ်သွားတယ်ပြီးရင်သူ့ကိုအဲ့ဒါထုတ် ထုတ်ပြီးတော့ချင်းခဏအေးခံပြီးတော့ပြီးအေးတော့ဆိုစီတခါထက်လိမ့်ထက်ပုတ်ပြီးနောက်တစ်ခါထက်ဖို့အဲဒုတိယချင်းကနည်းနည်းလေးပုံမဲတာပဲ